တင်ဆောင်ဝင်းကျော်နဲ့တူရဲဆိုပြီးတော့နာမည်ကြီးနေတဲ့ကျော်စင်ထုတ်ရဲ့ဇနီးပရိသတ်ကြီးကျော်စင်ထုတ်ဆိုတာကတချိန်ကဘီယိုဇက်ကားတွေခင်မာတွေကနာမည်ရလာခဲ့တဲ့နာမည်ကြီးဇက်ပိုးဇက်ရံတွေတဲကတအုပ်ဝဲဖြစ်ပါရီ သူကိုယ်တော်ပြိသက်များစွာလူချမ်းပီလင်စယုံနဲ့တွေးမြင်လေးရှိကြပြီးအခုချိန်ဒီလေဇက်ဖို့စရံဖြင့်ရမယခါပြိတ္တတိရှိမှပေါ်ထွက်လာလေးရှိပါသည်။ဒါပြင်ကျော်စင်ထွန်းဟာနမေကျော်နုပညာရှင်ထွထွန်းနဲ့လည်းညီကိုဝမ်ခွဲ့တော်ဆက်သူလည်းဖြစ်ပြီးအနုပညာမျိုးရိုးကောင်းကောင်းရှိသူဆိုရင်လည်းမမပါဘူးနော်။များသောအားဖြင့်ကျော်စင်ထွန်းရဲ့နမေကိုမသိကြရင်တောင်ရုပ်ကုန်မြင်နာနဲ့နမေကြီးဇက်ဖို့တယောက်ဆောင်ဆိုတာသိရတဲ့သူရဲ့နေရာကလည်းအနုပညာလောကမှာထင်ရှားပါသည်။ ဒီလိုမျိုးဇက်ဘုတ်တယောက်ဆောင်ဖြင့်အောင်မြင်မှုတိုင်းတာတစ်ခုထိရောက်ခဲ့တဲ့ကျော်စင်ထွန်းဟာအိမ်တော်ကြီးကံတော်မကောင်းခဲ့ရှာပါဘူး။သူကဟိုရင်ကဇနီးသမီးတွေနဲ့အတူတူပျော်ရွှင်စရာကောင်းတဲ့မိသားစုဘွားလေးကိုဖန်တီးထားပေမယ့်အကြောင်းမျိုးကြောင့်သူတို့မိသားစုလေးဟာပြုတ်ကွဲပျက်စီးသွားခဲ့ရပါပြီ။အချိန်တွေကတယောက်တည်းတကိုယ်တည်းဘဝကိုရှောက်သွားတဲ့ကျော်စင်ထွန်းဟာမကြသေးခင်ကာလကမှသူမှာဇနီးသစ်ဆက်ဆက်လေးရှိနေပြီဖြစ်ကြောင်းမီဒီယာကတစင်ပရိသတ်တွေကိုတီးပေးလာခဲ့ပါပြီ။ထူးခြားတာကကျော်စင်ထွန်းရဲ့ဇနီးဟာ နမဲကျော်မင်းသမီးတင်ဆောင်ဝင်ကျော်နဲ့ဆင်တူရဲဆိုတာပါပဲ ကျော်စင်ထွေရင်ပြောစကားရသူဟာသူ့ရဲ့ဇနီးကိုလိုင်းပေါ်ကနေပထမဆုံးစတွေ့ခဲ့ပြီးတင်စာဝင်းကျော်နဲ့ဆင်နေဆိုတာကိုစတင်သတိထားမိခဲ့တယ်လို့ဆိုပါရီဒါကြောင့်မင်းသူ့ရဲ့ဇနီးဖြစ်လာသူနဲ့လိုင်းပေါ်မှာစကားသွားပြောရင်းနဲ့အဲ့ကနေအချင်းချင်းစာရီပို့အပြန်လဲဆက်တွေ့ကနောက်ဆုံးဆင်တက်ပြီးတော့တမီးစားဘွားကိုရောက်ရှိခဲ့ကြတာပဲဖြစ်ပါရီအဲ့ကနေတစင်းတန်ရုံးစင်တွေတဖြည်းဖြည်းရှစ်တွေကတင်စာဝင်းကျော်နဲ့တူတယ်ဆိုတဲ့မိန်းကလေးကိုသူ့ရဲ့အိမ်နာဘက်ဖြင့်ထပ်မံရွေးချယ်လိုက်ခြင်းဖြစ်ပါရီပရိသတ်တွေကတော့ကျော်စင်ထွေရဲ့ဇနီးဖြစ်သူဟာတကယ်ပဲတင်စာဝင်းကျော် ကျော်နဲ့မျက်နှာပေါက်ချင်းစင်နေလို့မှတ်ချက်ပေးနေတာကြောင့်သူ့ရဲ့ဇနီးကလိုင်းပေါ်နာမည်ကြီးလာပါရီဒါပေမဲ့အချို့ကလည်းတင်ဆောင်ဝင်းကျော်နဲ့မတူပါဘူးဆိုပြီးတော့ညင်းကြပေမဲ့ချီကောင်းနေဆိုတာကိုတော့ညင်းလို့မရပါဘူးကျော်စင်ထုတ်ကိုလည်းအရွယ်တစ်ခုရောက်မှဇနီးချောချောလေးရှားသွားလို့အားကျနေတဲ့သူတွေရှိသလိုအရှင်ကအမားတွေလိုထမ်းမလို့ဖို့နဲ့နေမှာဖို့ဆုံးမပေးနေကြတဲ့ပြိတ္တတွေလည်းရှိကြပါရီ ထမအိမ်တော်မှာတုန်းကလည်းသူ့ရဲ့မလိမ္မာမှုကြောင့်မိသားစုဘဝပြုတ်ကွဲခဲ့ရပြီးအခုဒုတိယအိမ်တော်မှာလည်းအလားတူကိစ္စမျိုးတွေထပ်ဖြစ်မှာဆိုတဲ့အတွက်ပြည်သက်တွေကသတိပေးနေကြတာဖြစ်ပါတယ်။အသက်အရွယ်ရာရောအတွေ့အကြုံရာရောရင့်ကျက်နေပုံပေါ်တဲ့ကျော်စင်ထွန်းကတော့အခုလက်ရှိဇနီးချောလေးနဲ့ပဲတည်တမဲ့တတဆုံလေးမမနေထိုင်သွားဖို့ဆုံးဖြတ်ထားပုံရပါတယ်။ သူရှာသားသမီးကိုသူဇနီးကိုပုံအပ်ပြီးတော့သူဇနီးလက်ပေါ်မှာပဲခေါင်းချခြင်းကြောင့်မီဒီယာတွေကိုပြပြခဲ့ပါတယ်။ကျော်စင်ထွေရဲ့ပြောစကားအရကတော့သူနဲ့သူဇနီးဟာအခုတွေ့ခုကြိုက်ခုယူကြတာမဟုတ်ပဲ။ကြားထဲမှာချင်းတစ်ခုထားလိလာကြပြီးမှအိမ်တော်တဲ့ဘဝကိုစခဲ့ကြတာလို့သိရပါတယ်။ဒါကြောင့်မင်းချစ်သူတဲ့တန်း၃နှစ်ကျော်၄နှစ်ကြာမှတရားဝင်လက်ထပ်ခဲ့ကြခြင်းဖြစ်ပါတယ်။အချစ်ချင်းနားလည်မှုတွေနဲ့တိဆောက်ထားတဲ့အိမ်တော်ရေးဖြစ်တဲ့အတွက်ကျော်စင်ထွေတယောက်အဆင်ပြေနေတယ်ဆိုတာကိုပရိသတ်တွေလည်းမျက်ဝါးထင်ထင်တွေ့ရပြီးပဲဖြစ်ပါတယ်။ ကျော်စင်ထွန်းနဲ့သူ့ရဲ့တင်စာဝင်းကျော်နဲ့တူတယ်ဆိုတဲ့ဇနီးဟာအသက်၁၀နှစ်လောက်ကွာပြီမြင့်သူ့ဟာနဲ့သူတို့လိုက်ဖက်ကြတာကိုလည်းတွေ့ရမှာပါသူ့ရဲ့ဇနီးဖြစ်သူဟာတင်စာဝင်းကျော်နဲ့တထရာတည်းမတူရင်တောင်ရုတ်တရက်ကြည့်ရင်တော့ခက်စစင်တူနေရာအကြောင်းကျော်စင်ထုတ်ကိုမိမရကန်ကောင်းတယ်လို့တောင်မှချိုးပရိသတ်တွေကမှတ်ချက်ပေးထားကြပါရီအခုကြည့်နေတဲ့ပရိသတ်ကြီးတို့ကရောဇက်ဖို့တယောက်ဆောင်ကျော်စင်ထုတ်ရဲ့ဇနီးဟာတကယ်ပဲတင်စာဝင်းကျော်နဲ့တူလို့ထင်မှသလားဆိုတာပရိသတ်ကြီးရဲ့မြင်လေးကိုလည်းပြောခဲ့ပေးပါအောင်ရှင်